နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက် တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာခொနရဲ့တောက်ကြနဲ့ ှင်မသက်ခရဝင်ခန်းကြီးချောင်းအငယ်25မှ29ထို့ကြောင့်ငါဆိုသည်ကားအဘယ်သို့စားတော့ရမည်ဟု အသက်အဖို့မစိုးရင်ချနေအဘယ်သို့ဝိရမည်ဟု ကိုဖို့မစိုးရင်ချနေအစာထက်အသက်မြက်သည်မဟုတ်လောအဝတ်ထက်ကိုမြက်သည်မဟုတ်လောမိုးကောင်းကင်၌ကျင်လင်သောငှက်များကိုကြည့်ရှုဆင်ကျင်ကြလော ထုံငှက်တို့သည် မျိုးစေ့ကိုမဆိုင်မကျဲ စပားကိုမရေကြည်၌မစုမသွင်တို့တော်လေကောင်းခင်ဘုံ၌ရှိတော်မူသောတင်တို့အဖသည် သူတို့ကိုကြွေးမွေးတော်မူ၏ထုံငတ်တို့ထံတင်တို့သည် အလွန်မြတ်သည်မဟုတ်လောအဘယ်သူသည်စိုးရင်ချင်းအဖြင့်မိမိအသက်တာကိုတံတောင်ခတ်မြတိုးပွားစေနိုင်သည်နည်း ိုဖို့မစိုးရင်ကြနေရှမတဲခရွင့်ခန်းကြီး6ခန်းငယ်25တင်းဤစိုးရင်ပူပန်မှုကို သခင်ယေရှုအားပေးပါနန်စီသည်ပြဿနာများကိုသာကြည့်ပြီးအနာဂတ်အတွက်ပူပင်ခဲ့သည်သူမ၏ခင်ပွန်းထောင်သည် မိန်းချီလက်ဒီတာချီလျင်တောင်တက်ခီးစဉ်တွင်၃ချိန်တတိလက်မိမျောခဲ့သည် သို့သောအနီးနားရှိဆေးရုံမှဆရာဝန်များကစစ်ဆေးရာဘာမှရှာမတွေ့ခဲ့ပါ ကျဲမာရေးစင်တာကြီးရှိဆရာဝန်များနဲ့နောက်ထပ်စစ်ဆေးမှုများလှုပ်ဆောင်ရာ၌လည်းဘာမှရှာမတွေ့ခဲ့ပါ ကျမအရန်ကြောက်နေခဲ့တာဟုနန်စီကဆိုသည်သူမ၏ခင်မုံပြန်လဲတက်တာလာစဉ်သူမသည်နှလုံးအထုခုဆရာဝန်အားကျမတို့အခုဘာဆက်လုပ်ရမလဲဟု နောက်ဆုံးအကြိမ်မေးခွန်းထုတ်ရာဆရာဝန်ကဘဝကိုပျော်ရွှင်စွာ ရှင်သန်ပါဟု သူမ၏အမြင်ကိုထာဝရပြောင်းလဲစေခဲ့သောပညာရှိသောအဖြေကိုပေးခဲ့သည်။သူရွက်ပြောတာမဟုတ်ဘူး။သူကျမတို့ကို အကြံပြုခဲ့တာပါဟုနန်စီကပြန်ပြောပြသည်ထိုလဲညွတ်ချက်သည်သခင်ယေရှု၏တောင်းမောဒေသနာတော်မှသွန်သင်မှုများကိုထင်ဟပ်စေသည်အဘယ်သို့စားတောက်ရမည်ဟု အသက်အဖို့မစိုးရင်ကြနှင့်အစာထက်အသက်မြတ်သည်မဟုတ်လောအဝတ်ထက်ကိုမြတ်သည်မဟုတ်လောဟုသခင်ပြောခဲ့သည် ထိုလန်းညွတ်ချက်ကဆေးဘက်ဆိုင်ရာအခြားပြဿနာများယောဂလက္ခဏာများကိုလိလူရှုရန်ပြောခြင်းမဟုတ် ထိုအစားမစိုးရိမ်နှင့်ဟုခရစ်တော်ကယိုစင်းစွာပြောခဲ့သည်အဘယ်သူသည်စိုးရိမ်ခြင်းအပြင်မိမိအသက်ကိုတထောင်ခန့်မြတိုးပွားစေနိုင်သည်ဟုသခင်မိခဲ့သည်ပရောဖက်ဟေရှာယသည်အလားတူဉာဏ်ပညာကိုဖော်ပြခဲ့သည်အာယူကြလော့မစိုးရိမ်ကြနှင့်ဟု ကြောက်တတ်သောသူတို့အားဆိုကြလော့ အကြောင်းမူကားသင်တို့၏ဖျားသခင်သည်ကြွလာတော်မူလိမ့်မည်။နန်စီနှင့်ထောင်တို့သည်ယခုတွင်တရက်၅မိုင်ကျော်ခန့်လမ်းလျှောက်ရန်လုံဆော်မှုစိတ်ကူးဖြင့်စိတ်သက်တက်ကြွနေသည်။စိုးရိမ်ပူပန်မှုနှင့်မဟုတ်ဝမ်းမြောက်ခြင်းဖြင့်၎င်းတို့လျှောက်လမ်းရှင်သန်နေပါသည်။ င်ကြောက်ဆုံးအရာကမြည်သည့်အရာနီသင်ဤပူပန်မှုကိုသခင် ခရစ်တော်ထံပေးအပ်ခြင်းကသင်ဘဝကိုမြည်သို့ ကောင်းကျိုးဖြစ်စေသည်။ချစ်တော်ယေရှုဖေယယနေ့တွင်စိုးရိမ်ပူပန်မှုများကိုကျွန်ုပ်ခံစားနေရပါကကိုရောဤငြိမ်သက်ခြင်းနှင့်အသက်ရှင်လျက်ကြောက်ရွံ့မှုအားကိုရောထံပေးအပ်ရန်ဂျေစုပြု၍ယုံကြည်ခြင်းကိုပေးသနာတော်မူပါ။သခင်ယေရှုနာမ၌ဆုတောင်းပါ၏။အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။